အားလုံးပဲမင်္ဂလာပါမမေအီးပါမမ်အေးစပိုင်ဒေါက်တာအီးရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျမကဒီနေ့ကအဲအရှိရက်မှာပေါ့နော်ဗက်ဆီနေးရှင်းနဲ့ပတ်သက်ပြီးတော့မှခလေးလေးကြီးကောက်ွယ်စီထိုးပြီးသွားတဲ့အခါမှာပေါက်မှာအလုံးလေးတွေဖြစ်တတ်တယ်အဲ့ဟာနေပြီးတော့ဒါချောက်ဆောင်ကြည့်ပြီးသွားလို့ရှိရင်ဒါပျောက်သွားတာမျိုးလည်းဖြစ်နိုင်တယ်လို့ပြည်တယ်နာတိဖြစ်သွားတာမျိုးလည်းဖြစ်နိုင်တယ်လို့ပြောပါတယ်ဆိုတော့ပြည်တယ်နာတိဖြစ်တဲ့အဲရောင်ရမ်းမှုပုံစံမျိုးကိုစောင့်ကြည့်ရမှာဟုတ်ဘူးဆိုလို့ရှိရင်သူကလည်းသူပျောက် กินตัวတက်တယ်ဗောနော်ဆိုတော့အဲဒါမမီတယောက်ကနေပြီးတယ်ဗောနော်အလုံးအခဲလေးကြီးဖြစ်လာရဆိုလို့ရှိရင်အဲဘယ်လိုမျိုးကျူတင်ကောက်ွယ်လို့ရောရလားဗောနော်ဆိုတော့ကျူတင်ကောက်ွယ်လို့ရလားဆိုတော့ကျွန်မဒီအရှိယဗီဒီယိုမှာပြောသလိုမျိုးပဲကောက်ွယ်စေးထိုးတဲ့အခါမှာကျွန်မတို့ခန္ဓာကိုယ်ကနေပြီးရောရောင်ရမ်းမှုကြောင့်မလို့ဒီလိုမျိုးအလုံးအခဲလေးကြီးဖြစ်လာတက်တယ်ဗောဒါပေမဲ့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်အလုံးအခဲကအလုံးတတိလေးပဲဖြစ်တတ်ပါတယ်1 2 cm ဆိုတာကကြာတော့ဒီလက်ညိုးလေးရင်တစ်စက်လောက်ပဲရှိရဗောနော်အဲ့လောက်အလုံးလေးကနေပြီးတော့မှပြန်ပြောက်သွားတာမျိုးပါဒါပေမဲ့တစ်ခါတလေကြာလို့ရှိရင် အဲဘယ်လိုမျိုးထိုးရဲဆိုလို့ရှိရင်အလုံးခေရပို့ရော့ကြီးသွားတတ်တယ်လဲဆိုတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့မှဗီဒီယိုလေးထည့်ရိုက်ပြီးတော့မှပြန်ပြောပေးလိုက်ရပါတယ်ဆိုတော့ကျမတို့တွေထိုးတဲ့နေရာမှာဆီယမ်မာလေးပုံမှုတည်ပြီးတော့မှလည်းဒါအရေးကြီးပါတယ် ထိုးပေးတဲ့အဲနေရာလေးပေါ်မှာလည်းမူတည်ရယ်ပေါ့နော်ဆိုတော့ကျမကနေရာလေးကိုလည်းပုံနဲ့အဲထပ်ပြီးသွားမှပြပြပေးအောင်ပေါ့နော်ဆိုတော့ကျမတို့ဒီထိုးတဲ့နေရာကလည်းနေရာမှန်ရမယ်ကလေးလေးရဲ့အရှိတ်ဘက်ပေါင်ရဲ့အရှိတ်ဘက်ခြံဖြစ်ရမယ်အရှိတ်ဘက်ကမှအတွင်းဘက်ရှိတယ်အပြင်ဘက်ရှိတယ်အဲ့တော့အပြင်ဘက်ကိုလည်းဖြစ်ရမယ်ပြီးသွားလို့ရှိရင်ဒီပေါင်လေးကိုသုံးပိုင်းပိုင်းလိုက်လို့ရှိရင်အလဲအလဲအပိုင်းလေးပေါ့နော်အဲ့တော့သုံးပုံပုံတစ်ပုံကအဲ့ဒီတစ်ပုံကအလဲတစ်ပုံမှာထိုးရတာမျိုးလည်းဖြစ်ရပါမယ်အဲ့တော့အဲ့လိုနေရာမှာလည်းထိုးရမယ်ပြီးသွားလို့ရှိရင်ထိုးတဲ့နေရာမှာဆိုလို့ရှိရင်လည်းကျမတို့တွေကဒီ အက်ကလေးရဲ့ site ကကျွန်တော်တို့ကြွက်သားအထည်ထိုးရတာ ဖြစ်တဲ့အတွက်ကြောင့်မကလေးလေးရဲ့အရေပြားကိုတစ်ခေါက်ဖြတ်တယ်အစီပိုင်းကိုတစ်ခေါက်ဖြတ်တယ်ပြီးတော့အသားထဲအထည်ထိုးရတာဖြစ်တဲ့အတွက်သူကနက်နက်လေးထိုးရတာဖြစ်ပါတယ်ဆိုတော့အဲဒီ vastus lateralis muscle ကိုထိုးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့1 inch ပေါ့နော်အဲ့တော့တလက်မလောက်အဲအက်ကိုထိုးသွင်းပြီးသွားတော့မှကျွန်တော်တို့ထိုးပေးရတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီတစ်နှစ်အောက်မှထိုးပေးရင် DPD မှာအဖြစ်အများဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့အဲစေးထိုးအက်ကလည်းနက်နက်လေးထိုးပေးရတာဖြစ်တယ်1 inch လောက်ထိုးရတယ်ပေါ့နော်ထိုးပြီးသွားလို့ရှိရင်အဲထိုးတဲ့ ထိုးသွင်းတဲ့အချိန်မှာဆိုလို့ရှိရင်လည်းထိုးသွင်းတဲ့အချိန်မှာဆိုလို့ရှိရင်လည်း60ဒီဂရီနဲ့ထိုးရမယ်။ပြီးသွားလို့ရှိရင်ဒါအရန်နှင်းနှင်းလေးလည်းထိုးလို့မရဘူး။ပြီးသွားလို့ရှိရင်ဒီ app site ကအဲဝင်ရမယ့်ပမာဏထက်အရန်ကိုတိမ်သွားတာမျိုးဖြစ်တယ်ဆိုလို့ရှိရင်အလုံးအခဲပူကြီးရမျိုးတွေဖြစ်တတ်ပါတယ်။နောက်တစ်ခုကထိုးပြီးသွားပြီဆိုလို့ရှိရင်လည်းပြန်ပြီးတော့မအပ်ကိုဆွဲနှုတ်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ဒါအဲဒီမေမေလောက်တူပါပေါ့နော်။ဒါဂွန်လေးကိုဆီယမ်မာလေးကပေးလိမ့်မယ်။အဲ့ဒီဂွန်လေးနဲ့ဒီ ထိုးထားတဲ့နေရာကိုဖိထားရင်လေးပဲခြေစရာလုံးဝမလိုပါဘူးခြေလိုက်လို့ရှိရင်ကြွက်သားကနေပြီးတော့မှသူကအပေါ်ဘက်မှာရှိရဲအစီအစီနေရာအထိကိုတက်သွားတာမျိုးဆိုလို့ရှိရင်ဒါဆေးရအဲ့နေရာကိုပြန်သွားတယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှရောင်ရမ်းမှုကိုဆိုးပြီးတော့မှပြည်တယ်နာအထိဖြစ်တတ်ပါတယ်လုံးဝမခြေရပါဘူးအပေါ်ကနေပြီးတော့မှရင်ရွေးကတ်တာလို့ပြီးသွားလို့ရှိရင် အပေါ်ကနေပြီးတော့အဲတခြားဟာလိမ့်ပေးတာလို့အပေါ်ကနေပြီးတော့ဆေးလိမ့်ပေးတာလို့ဒါမျိုးတွေလုံးဝမလုပ်ပဲနဲ့ဒီအတိုင်းလေးပဲခဏလေးပဲစက္ကန့်ပိုင်းလေးပဲဖိပေးလို့ရှိရင်ရပြီအာဖိ ရဲဆိုတာကလည်းတတလေးပဲဖြည့်ရပါဆိုတော့ခဏလေးငင်းငင်းလေးဖြည့်ထားပေးလို့ရှိရင်ရပြီပြီးွားလို့ရှိရင်ဒီတိုင်းပဲလွတ်ထားလို့ရပါတယ်နောက်ထပ်တစ်ခုကကြတော့ဒီ24နာရီအတွင်းမှာပေါ့နော်နာရီပိုင်းအတွင်းမှာကလေးကအဲဖြားလာတယ်အဖြားလာလို့ရှိရင်လည်းဆံမလေးတွေတရားမှားတယ်ပေါ့နော်ပါရာစီတမောတိုက်လို့ရတယ်အဲ့ညာလေးကို9မိနစ်10မိနစ်လောက်ရေခဲကတ်လို့ရတယ်လို့ပြောလိုက်ပါတယ်ဆိုတော့ဒီ24နာရီအတွင်းမှာပဲရောင်ရမ်းမှုကအရင်မဆိုးအောင်လို့ရေခဲလေး9မိနစ်10မိနစ်လောက်ကတ်လို့ရှိရင်ရောနောက်ပြီပေါ့နော်ဆိုတော့ထိုးတဲ့အဲအနေအထားလဲမှန်တယ်ဆိုလို့ရှိရင် င်ဒါအလုံးလုံးနောက်လောက်ဖြစ်ပါပြီဆိုတော့နောက်တစ်ခုကကြတော့ဒီဆေးတွေမှာဆိုလို့ရှိရင်အလူမီနီယံဆော့ပါတဲ့အတွက်ကြောင့်မလို့ဒီဟာလေးတွေကအခဲအလုံးကြီးတွေဖြစ်နေရဆိုလို့ရှိရင်ရောင်ရမ်းမှုပိုဆိုးပြီးတော့အလုံးအခဲအကြီးကြီးဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ဒီအလူမီနီယံအဆော့ပါတဲ့အတွက်ကြောင့်မလို့ကျွန်မတို့တွေမထိုးခင်မှာဆိုလို့ရှိရင်တိတိကျကျလေး shake လုပ်ဖို့အတွက်လိုအပ်ပါတယ်ဒါလေးလည်းမဖြစ်မနေလိုအပ်တဲ့ကိစ္စဖြစ်ပါတယ် အဲ့တော့ဒါမျိုးလေးသိပြီဆိုလို့ရှိရင်အလုံးခဲလေးရာတိတိလေးပဲဖြစ်တယ်ဆိုတာကစိုးရင်စရာမမေလို့မရှိဘူးဒါပေမဲ့အလုံးခဲအကြီးဖြစ်သွားပြီးတော့မှထောက်လျှောက်ဆောင်ကြည့်ရတဲ့အခြေအနေမျိုးမဖြစ်အောင်ပေါ့နော်ကျမကဆောင်ရံရှောင်ရံလေးကိုဒါဆံမလေးဘက်ကနေပြီးတော့အောင်ပါလေတိတိချာချာလေးထိုးပေးတာအောင်မမေလို့လည်းတိတိချာချာလေးကြည့်လို့ရရပေါ့နော်ဆိုတော့ကျမပြောတဲ့နီလန်းလေးတွေနဲ့အဆင်ပြေသွားမယ်လို့ထင်ပါတယ်အဲ့တော့အကျိုးတစုံတရာရှိမယ်ဆိုလို့ရှိရင်ဒါကျမက အဲဝမ်းသာကြည့်နှုတ်မိပါပြီဆိုတော့အဲအားလုံးပဲကျေးဇူးတင်ပါတယ်အဲနောက်ဗီဒီယိုလေးမှာဆက်လက်ပြီးတော့မှတွေ့ကြမယ်เนาะအားလုံးပဲတက်တာပါ